အာဆီယာတပိုင်းမှာတော့ကျွန်တော်ဒီအနာတီစစ်တပ်တို့ပြည်သူလူထုတို့တိုင်းတာကောင်းဆောင်တို့အပိုင်းလေးကိုကျွန်တော်ပြောခဲ့တယ်ပေါ့နော်လိုအပ်ချက်တွေဒါတွေရှိခဲ့တယ်ဆိုရဟာကိုကျွန်တော်နှစ်ချုပ်အဖြစ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်အဲ့တော့အခုဒီတပိုင်းမှာတော့အဲ့ဒါလေးကိုဆက်ပြီးတော့ဆွေးနွေးချင်ပါတယ်အာကျွန်တော်တို့ဒီ ော်လှန်ရေးပေါ့နော်တော်လှန်ရေးခင်ချင်းဟာကြီးမပြောခဲ့သလိုတော်ဆန်းစုကြည်တယောက်ထဲလုံမြောက်ဖို့အတွက်တော်လှန်ရတာမဟုတ်ဘူးတိုင်းပြည်လုံးရဲ့ကံကြမ္မာဟာတတွဲလိုက်ကြီးမြင့်ထားလို့တတွဲလိုက်ကြီးဖြစ်နေတဲ့အတွက်ကြောင့်အားလုံးလုံမြောက်ဖို့အတွက်တိုက်ပွဲဝင်ရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာဘယ်သူကမှနောက်ပြန်လှည့်လို့မရဘူး ရှေ့ကိုဆက်သွားရမယ်။သို့တော့ရှေ့ကိုဆက်သွားတဲ့အခါမှာဘလို့အကောင်းဆုံးနည်းလမ်းနဲ့ဆက်သွားရင်ကောင်းမလဲဆိုတဲ့အရာဟာကျွန်တော်တို့ပြည်သူလူထုရဲ့နိုင်ငံရေးဝန်ဆောင်ရေးနိုင်ငံရေးပုတ္တရာပြေဝမှုတွေနဲ့သက်ဆိုင်နေသလိုဒီကနေ့တော့လည်းခင်ချင်းထဲမှာထိုက်တန်းကနေ OC ဦးဆောင်ပြုပြီးတော့တွန်းနေတဲ့ MUCC ကို NGO ရာဦးစုဖွဲ့ CRPH တို့အလုံးနဲ့သက်ဆိုင်နေပါတယ်အဲ့တော့ကျွန်တော်တို့ဟာဒီတစုတစ်ခွက်ချင်းစီရဲ့အနေထားတွေကိုပြန်သုံးသပ်ဖို့လိုလာတယ်တစုတစ်ခွက်ချင်းစီရဲ့နိုင်ငံရေး capacity ဘယ်လောက်ရှိတယ်လဲဆိုတဲ့အကြောင်းကိုပြန်သုံးသပ်ဖို့လိုလာတယ်တစုတစ်ခွက်ချင်းစီရဲ့ မျောမြင်သည်တစုတစ်ခွဲချင်းစီရဲ့ဝန်စာတွေဘလောက်ရှိတယ်လဲဆိုတဲ့အကြောင်းကိုပြန်ပြီးသုံးသပ်ဖို့လိုလာပါတယ်အဲရှိမှကျွန်တော်ပြောခဲ့တယ်လို့စစ်တပ်ကတော့သူကသူ့မူအတိုင်းသူတောင်းနေတယ်သူ့ကိုသူ့ရဲ့2008ကိုလဲလာမထီနဲ့သူရှုံးမပေးနိုင်ဘူးပြင်လဲမပြင်နိုင်ဘူးပြောင်းလဲမပြောင်းနိုင်ဘူးဆိုတဲ့ပုံစံမျိုး သူတော်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဟာဒီအာတပိတ်ကာလမှာဒီ2008ဝန်ကြီးဘုံချေခံဥပဒေအာစာအုပ်စင်ကြီးကိုမရှိဘူးရောကျွန်တော်တို့ဒီ2019ကိုကျွန်တော်တို့ကဖြိုးဖျက်လိုက်ပြီးဆိုပြီးမှကပောက်ပြန်ပါတယ်အဲ့ချိန်ကနေစပြီးပြည်သူလူထုရဲ့နှလုံးသားထဲမှာ ကဘာကြီးရဲ့နှုတ်အုပ်သားထဲမှာ2800ဆိုပျောက်သွားပြီမရှိတော့ဘူးဒါပေမဲ့2800ပျောက်သွားပြီဆိုတဲ့အရာကိုဘလို့အရာတွေနဲ့တတိထူပြီးတော့ဘလို့အရာတွေနဲ့ခိုင်မအောင်လုပ်မလဲဆိုတာစဉ်းစားစရာဖြစ်တယ်အဲ့တော့ ဲ့ဒါကိုတက်တည်ထူဖို့ကကျွန်တော်တို့ဒီကနေ့တော်လည်းကိုဦးဆောင်နေတဲ့စုဖွဲ့တွေနဲ့ပြည်သူလူထုမှာတောင်းဝင်ရှိတယ်။ဒါဟာအမှန်တမလေးနဲ့တဲ့အရာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အမ်အမောဟင်ကာဘန်လက်ပွဲပန်အစရဟာရီယာအဲ့ဒါကပူပေါ်တန်တန်နေပါပြည်သူတွေခေါင်းထက်ကနေထုတ်လိုက်ပါကျွန်တော်ဒီကနေ့မြတ်တာနဲ့ပြောချင်တယ် လူတက်နေတာဟာတော်လှန်ရေးမဟုတ်ဘူးဒီကောင်းလေးဒီအဖွဲကိုငါတို့ဒီနေ့ပတ်တံကောင်းတက်လိုက်ပြီဆိုတဲ့အရာဟာပြောစရာမကောင်းပါဘူးရီရှိရန်ညိုးတွေအာကတာတွေအမုန်းတရားတွေမုန်းတီးမှုတွေတောင်းအောင်စေတဲ့အရာတွေဖြစ်တယ်မငြိမ်းချမ်းခြင်းရဲ့အကြောင်းတရားဖြစ်တယ် ဲ့တော့အဲ့ဒီအရာတွေကိုလူထုတွေကတန်တန်ဆွဲဖြစ်သွားအောင်ကောင်းဆောင်လေးရမလုပ်ပြရအောင်စစ်မှန်တဲ့ကောင်းဆောင်လေးဟာလူတယောက်ချင်းစီရဲ့အသက်ကိုတန်ဖိုးထားဖို့အတွက်တောင်းပန်ရှိတယ်။ဟာအခုကတိုင်းပြည်ထဲမှာစစ်ဖြစ်နေပြီ။ငါတို့တိုင်းပြည်ကအာစစ်မြေပြင်ဖြစ်နေပြီ။ တို့ငါတို့လာတတ်တယ်ငါတို့အတောင်းကိုထိရဲဆိုငါတို့လည်းပြန်တတ်ရမှာပဲငါတို့လည်းပြန်ထိရမှာပဲဒီကောင်းလေးကငါတို့ခြောက်ထားပြရမယ်ငါတို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့အရာတွေဟာအယံကလေးဆန်တယ်ကျွန်တော်တို့ရဲ့တော်လည်ကြီးဟာဒီထက်ရင့်ကျက်ဖို့လိုအပ်တယ်ဒီထက်ပိုပြီးတော့လိမ့်နေဖို့လိုအပ်ပါတယ်အဲ့ဒီအတွက်အရေးကြီးရသည် နိုင်ငံရေးဝန်ဆောင်ဖြစ်တယ် နိုင်ငံရေးမျှော်မြင်ဖြစ်တယ်။ပြည်သူတွေဟာလည်းဒါကိုသိဖို့လိုအပ်တယ်။နားလည်တတ်ဖို့လိုအပ်တယ်။လူချင်းချင်းတတ်ပြီးအပြေရှာတာဟာအပြေကောင်းမရဘူး။သို့တော့ဒီလိုပြောလို့စိတ်မတိုက်ရဘူးလို့ကျွန်တော်ပြောချင်တာမဟုတ်ဘူး။တရားမျှတမှုအတွက်တိုက်ပွဲဝင်တာဟာအမှန်တမ်းမှမင်္ဂလာရှိရဲ့ အန္တရာယ်မှာတက်ပြီးရှိတယ်။ဒါကြောင့်မို့လို့ကျွန်တော်ပါဝင်ခဲ့တဲ့စီဝေးတွေတစ်ချောင်းလုံးမှာအတွင်းပိုင်းစီဝေးတွေတစ်ချောင်းလုံးမှာဆိုရင်လူတွေရဲ့အသက်ကိုတန်ဖိုးထားဖို့ကရုဏာထားဖို့မေတ္တာကရုဏာနဲ့တိုက်ပွဲဝင်ဖို့ကိုကျွန်တော်အမြဲတမ်းခွာပေးလေရှိတယ်ဒါတွေကကျွန်တော်နဲ့ဆက်ဆက်နေတဲ့ခေါင်းဆောင်တွေအကုန်သိပါတယ်အကုန်မသိရင်လည်းအများစုသိပါတယ် အဲ့တော့ကျွန်တော်တို့မငိမ့်နိုင်တဲ့မိတွေကိုဘာလို့ပွင်းมาလဲမမွေးတင်ပါဦးမိဆိုတာတကယ်လောင်လာတဲ့အခါမှာအကောင်လုံးကိုပတ်လောင်တယ်မိလောင်ရဲ့အတွက်ကြောင့်ဒုက္ခဆင်းရဲဖြစ်လာတယ်အခုတိုက်ပြီးမှဒီလိုစစ်မိနိုင်ငံရေးမိ တောင်းလုံးနေတဲ့အခါမှာဒီအရာကိုညှိတက်ဖို့ကအချိန်မီညှိတက်ဖို့ကမြန်မာပြည်သူပြည်သားတိုင်းမှာတာဝန်ရှိတယ်။ကောင်းဆောင်တိုင်းမှာတာဝန်ရှိတယ်။ဒီအတိတ်တရားဟာကျွန်တော်တို့မြင်းမြင်းမြန်မြန်ဆွေးကင်ထားရမယ့်အရာဖြစ်တယ်။အဲ့ဒီအတိတ်တရားပြောင်းလဲတဲ့အချိန်ကျွန်တော်တို့ကလုံရအောင် ျွန်တော်တို့မှာစင်ချင်တုံကြရလေးရှိကြတယ်။ဒါကြောင့်မို့လို့ဒီကနေ့ကျွန်တော်တို့ထိတ်တန့်ကနေဥဆောင်နေတဲ့ဖွဲ့စည်းတွေဟာနိုင်ငံကွယ်စားလောရှိတယ်ဆိုရဲရှာဟာဘာနဲ့တက်တည်ထုံလဲခုနကအစမှာပြောခဲ့တဲ့ 2008ဖွဲ့စည်းပုံအခြေခံဥပဒေတတိုင်းပြည်လုံးကပြည်သူလူထုရဲ့စံနာနဲ့တတိုင်းပြည်လုံးကလိုက်လိုက်လဲလဲအကိုတခါတည်းလူမြင်ကိုင်းမှာအော်မိရှို့ပြောမှာကပောက်လဲပြခဲ့ပြီနှလုံးသားထိုက်ကနေလဲပြချသွားပြီဒါအရှင်းဆုံးပဲဒါအမှန်တရားပဲအဲ့တော့အဲ့ဒီနေရာမှာ နိုင်ငံရေးဝန်ဆောင်တွေစုပေါင်းပြီးတော့နိုင်ငံရေးအမျှော်မြင့်တွေစုပေါင်းပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုကိုဖန်တီးဖို့လိုလာပြီအဲ့တော့အခုပညာရှင်တွေရဲ့အာတိုက်တုံမှုတွေပညာရှင်တွေရဲ့ဝိညာဉ်အားပေးမှုတွေနဲ့အတူအာထိုက်တန်အဖွဲ့စည်းတွေကဒီတော်လိုင်းအီကိုမဟာပြူဟာတွေရေးဆွဲတယ်ခြားမှတ်တယ် ကာလအနေနဲ့ဘယ်လိုတတ်မှတ်တယ်လဲတော့မသိဘူးတိုးတော့ကာလရှိကြလို့မရဘူးအမြတ်ဆုံးဖြစ်ဖို့လိုတယ်အဲ့တော့မဟာပြူဟာဆိုလို့ရှိရင်မဟာပြူဟာအဲမှာဘာတွေပါနေတယ်လဲဆိုတဲ့အရာတွေကဒီလိုတို့သိဖို့လိုတယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့ဒီဝိစာရီ ဟာဘဝအတွေ့အကြုံတွေကနေလာတယ်ဒီနိုင်ငံကြီးပိုင်းဆိုင်ရာမြောက်မြင့်တွေဟာသိဉာဏ်ပညာတွေဟာကျောင်းဝစာသင်ခန်းထဲမှာဘလောက်ပဲသင်ခဲ့တာပဲဖြစ်ဖြစ်လက်တွေ့ဘဝအတွေ့အကြုံကိုပြန်ယူပြီးတော့မှတည်ဆောက်ရတဲ့အရာတွေဖြစ်တယ်ဒါကြောင့်မို့လို့အဲ့ဒီနေရာမှာကျွန်တော်တို့တိုင်းသားတော်လှန်ရေးတပ်ဖွဲ့ တိုင်းသားတော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့အခန်းကဏ္ဍကအရန်ကိုအရေးကြီးလာတယ်။ဘာကြောင့်လဲဆိုတော့သူတို့မှာနည်းမြေရှိတယ်။သူတို့မှာသူတို့လူထုရှိတယ်။သူတို့ရဲ့တမိုင်းဆောင်ရှိတယ်။သူနည်းသူဒီအနည်း၈၀လုံးလုံးသူတို့ရအောင်ပြီးဆောက်ခဲ့တဲ့ကဏ္ဍတွေအများကြီးရှိတယ်။ capacity တွေရှိတယ် အာဥပမာအဖြစ်ဆိုလို့ရှိရင်ဒီကနေ့လူတွေဟာမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ပြောင်းလဲလာတယ်မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ပွားများလာတာဖြစ်တဲ့အတွက်ကြောင့်သူတို့လူထုထဲကလူငယ်တွေအတွက်ကိုသူတို့ဘယ်လိုဖြစ်စုပြောထောင်မလဲဘလို့အိမ်မက်တီနဲ့ဘလို့သွားမယ်ဆိုလဲဟာဒီကလူမျိုးတိုင်းမှာသူတို့ဟာသူတို့ရှိတယ်အထူးသဖြင့်ဖိနှိပ်မှုခံခဲ့ရတဲ့တစ်ဆောင်လုံးမှာသူတို့အာယူပြီးတိဆောက်ခဲ့ရတာတွေရှိတယ် အဲ့ဟာတွေကိုအားလုံးကအတိမတ်ပြပေးဖို့လို့ရတယ်အပြန်လည်အတိမတ်ပြပေးဖို့ကဏ္ဍဟာရန်ရည်ကြီးတယ်အဲ့တော့ဘောနောဒီစစ်အာဏာရှင်အုပ်ချုပ်ခဲ့တဲ့အနည်း80သောတွင်ထဲမှာတိုင်းသားလူထုတွေခြားထဲမှာရှိနေတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကောင်းတဲ့ကြောင့်အဲ့ဒီအရာတွေဟာသူတို့ရဲ့နိုင်ငံရေးဝန်ဆောင်ဖြစ်တယ် အဲ့တို့လူမျိုးရဲ့အကန့်ကျမကိုဘယ်လိုဖန်တီးမလဲဘူဟာရချမှတ်ထားရတယ်စီမစီကန်တတ်မှတ်ထားရတယ်ရေးဆွဲထားရတာတွေသူတို့အုပ်ချုပ်ဖို့အတွက်စီမံကိန်းရေးဆွဲထားတဲ့အရာတွေနော်ဘာသာစာပေရင်ကျိမှုတွေဒလိထုံဆန်းထုံတန်းစင်လာတွေမပြောက်ပြက်ဖို့ဘလိုထိမ့်သိမ့်ကြမယ်ဆိုပြီးတော့မျောလင်းချက်တွေနဲ့ယုံကြည်ချက်တွေနဲ့ရေးဆွဲထားတဲ့အရာတွေတိုင်းပြင်းနှီးနှောပြီးတော့ ညီလာခံတွေပြုလုပ်ပြီးတတ်မှတ်ထားတဲ့ဒီပြုထားတဲ့အချက်တွေဒါတွေအလုံးဟာသူတို့ရဲ့နိုင်ငံရေးဝန်ဆောင်ပဲအဲ့တော့ချင်းချင်းဟာပြန်လှန်ဒီမှတ်ပြုဖို့ဟာအရင်အရေးကြီးလာတယ်ဥပမာအဖြစ်ဆိုရင်ဂရင်းနီလိုမျိုးမှာဆိုလို့ရှိရင်ဒီလုံခဲ့တဲ့ ตอนนี้นท่องนสติในท่องนั้นเมาตังเคิงเกรหัวดูทูสนาบอดฮาริคอยู่บิโรารูกรีนอีปีเนกูเป็นลูกพิเศษยามสุเรฮาริพวสิบองชิกันอุบดีเนาะที่ชอบิดาพิเตชีบิดาพิเตฮารุกันจะมาฮารุปลูผ่นดินเลยมีตาเดนดูวิญงยาชิโกดังฮารุปลูจูบันสองยับเลยสุรฮาริ ရှိမိသားဖြစ်တယ်အဲ့တော့ဒီအရာတွေကိုစူးစီးရမယ်ဒါဆိုဒီလိုစူးစီးတဲ့ခန္ဓာဟာဘလောက်ထိအရေးကြီးတယ်လဲဆိုရင်အဓိကအချက်ကိုပြည်သူလူထုတွေသိမြင်ပြီးလို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့စူးစီးဖို့အတွက် အာ CRPH ကိုစတင်နေပြီးတော့ဒီအဓိက CRPH ကအမ်2020မှာကျွန်တော်တို့ကိုယ်တိုင်ရွေးကောက်ထားခဲ့တဲ့အမတ်တွေဖြစ်တယ်ပေါ့တိုင်းရင်တော့ကောင်းဆောင်ကြီးတွေပါဝင်အားလုံးက NLD ကိုမဲပေးချဆိုဆိုပြီးမှ NLD က2020မှာလည်းပုံပြကန်းပြုတ်နိုင်ရတယ်အဲ့တော့ အဲ့ဒီမဲရီအောင်ကိုဟောပြန်ပြီးတော့မှဒီအပေါ်ကနေခြေခံပြီးတော့ဆရာ PH ကိုပြန်ပေါ်ဆောင်ကြတယ်။ကောင်းပါရဲ့ကျွန်တော်နေနေလဲအားပေးခဲ့ကျွန်တော်ရှိက၄နှစ်ထဲမှာရှိက၄နှစ်လုံးလုံးထဲမှာအားပေးတင်တဲ့အချိန်ကျွန်တော်အားပေးရင်အချံပြုတ်တင်တဲ့အချိန်ကျွန်တော်အချံပြုတ်ရင်ထောက်ပြတင်တဲ့အချိန်ကျွန်တော်ထောက်ပြတယ်ဒါရီကျွန်တော်တောက်ဆောင်လုပ်ခဲ့တယ် ျွန်တော်ရဲ့အကြံပြုချက်တွေအတိုက်တွန်းချက်တွေဟာရချီပြီးတော့ရှိတယ်အဲ့တော့ CBH ကနေပြီးမှကဲအလုံးတိုင်းတာခေါင်းဆောင်တွေကအလုံးပါပေးပါကဲအလုံးပါပြီးတော့အာဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကိုကျွန်တော်တို့ရေးဆွဲ